ီဗီဒီယိုကကလေးငယ်တွေအတွက်ငလင်လန်းညွန်လို့ကျွန်တော်ပြောထားလဲဆိုပေမဲ့အဓိကတော့မိဘဒါမှမဟုတ်လေအုတ်ထိန်တဲ့သူတွေအတွက်တိထားတဲ့နဲ့ဒီကလေးတွေရဲ့စိတ်ကြမ်းမာရင်းနဲ့ပတ်သက်ပြီးတော့အသိပညာပေးဗီဒီယိုတစ်ခုပေါ့နော်ငလင်လုတ်ပြီးတဲ့အခါကျရင်ကလေးတော်တော်များများကစိတ်တန်ရာတော်တော်ရွာရမျိုးတွေဖြစ်တတ်တယ်တချို့တွေထင်နေကြတာကဒါလူကြီးတွေပဲစိတ်တန်ရာရတယ်လူကြီးတွေမှာပို့ပြီးတော့ခံစားရတယ်လို့ထင်နေကြတယ်ဆိုပေမဲ့ တကယ်တကယ်တမ်းအခါကျတော့ကလေးတွေရဲ့စိတ်ကပို့ပြီးတော့ဒဏ်ရာရနိုင်ချေပိုများတယ်သူတို့တဘွားလုံးကဒီငလင်ရဲ့အတွေ့အကြုံကဆွဆွဲထထင်ဖြစ်သွားတတ်ကြတာပေါ့နော်ကလေးငယ်တယောက်ကငလင်လှုပ်ပြီးတဲ့အခါကျရင်တလောကလုံးကပြောင်းဆန်သွားပြီးတော့ဒီမိဘအတွေဖက်ကလည်းရုပ်ပိုင်းဆိုင်ရာအနေနဲ့ကာကွယ်ပေးနိုင်တယ်ဆိုပေမဲ့ဒီစိတ်ကြမ်းမာရင်းနဲ့ပတ်သက်ပြီးတော့ဘာလို့လို့ဘာကင်ပြရမှန်းမသိမတိတာမျိုးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာကတော့ဒီငလင်လှုပ်တဲ့အချိန်နောက်ပိုင်းမှာ ကလေးလေးတွေရဲ့စိတ်ကြမ်းမာရေးနဲ့ပတ်သက်ပြီးတော့ခရူးဆိုင်ရမယ့်အချက်အလက်လေးတွေကိုကျွန်တော်ပြောပြပေးတော့မှာပါနံပါတ်1အနေနဲ့ကလေးတွေရဲ့ပုံမှန်တုံ့ပြန်မှုကိုနားလည်ဖို့လိုတယ်ကျွန်တော်ဒီထဲမှာပြောထားတာပုံမှန်တုံ့ပြန်မှုပေါ့နော်ငလျင်လှုပ်လာပြီဆိုရင် လူတော်တော်များကြောက်ကြတယ်ဒီလိုပဲကလေးတွေမှာလည်းပုံမှန်တုံ့ပြန်မှုအနေနဲ့ကြောက်ရွံ့ကြတာတွေရှိတယ်နော်သူတို့တွေမှာငလျင်ပြီးသွားတယ်ဆိုပေမဲ့လည်းမကြခဏငိုယူတာတွေဖြစ်တတ်တယ်အိမ်မပြောတာတွေဖြစ်တတ်တယ်ကြောက်လန့်တာတွေဖြစ်တတ်တယ်စိတ်ညစ်တာတွေဖြစ်တတ်တယ် အစာမစားချင်တာမျိုးတွေဖြစ်တတ်တယ်။ဒါကပုံမှန်ဖြစ်တတ်တဲ့တဘာဝတစ်ခုပဲဆိုတာကိုလည်းကျွန်တော်တို့မှတ်ထားဖို့လိုတယ်။ကလေးတိုင်းရဲ့တုံ့ပြန်မှုတွေကမတူညီနိုင်ဘူး။အယောင်ငယ်သေးတဲ့ကလေးတွေနော်တစ်နှစ်တာနှစ်နှစ်တာကလေးတွေဆိုရင်တို့ကြောက်တာကိုမဖော်ပြနိုင်တဲ့အတွက်ကြောင့်မလို့တို့ကကြီးနေတာမျိုးတွေဖြစ်တတ်တယ်။အရွယ်ရောက်ပြီးတာကလေးတွေခါကြတော့ဝမ်းနေတာမျိုးတွေဒေါသထွက်တာမျိုးတွေဖြစ်တတ်တယ်။ဒါတွေကကလေးတွေရဲ့ပုံမှန်တုံ့ပြန်မှုတွေထင်မှာပါတယ်။တယောက်နဲ့တယောက်မတူပေမဲ့ ဒီလိုမျိုးတုံ့ပြန်တတ်တယ်ဆိုတာကိုမိဘအုတ်ထင်းသူတယောက်အနေနဲ့တည်ထားဖို့လိုပါတယ်။နောက်တည်ထားရမယ့်အချက်နံပါတ်1ကတော့ကလေးတွေရဲ့စိတ်ခံစားမှုတွေကိုပုပွင့်လလင်းပြောဆိုခွင့်ပေးပေးဖို့လိုတဲ့သူတို့ရဲ့စိတ်ခံစားချက်ဖြစ်လာတဲ့အခါကျရင်မိဘတယောက်အနေနဲ့အုတ်ထင်းတဲ့သူတယောက်အနေနဲ့စိတ်ရှိလက်ရှိလေးနားထောင်ပေးဖို့လိုတဲ့သူတို့ကိုဘာခံစားနေရလာလဲငလင်လှုပ်တုံးကတော်တော်ကြောက်ဝါလာဒါမျိုးတွေကိုမေးပေးဖို့လိုတယ် တခါတလေကြာရင်တော့သူတို့ဘက်ကမပြောချင်တဲ့ကိစ္စတွေကိုကျွန်တော်အတင်းမေးဖို့တော့မလိုအပ်ဘူးအတင်းဖိမေးတာမျိုးတော့ရှောင်ပွေးဖို့လိုတယ်ဒီလိုမျိုးမေးခွန်းတွေကိုခဏခဏတွားမိတာမျိုးတွေကိုလည်းရှောင်မေးဖို့လိုတယ်အဓိကပြောချင်တာကတော့သူတို့ယင်ထဲမှာဒီခံစားချက်တွေကိုမျိုးတိတ်ထားတာမဟုတ်ဘဲနဲ့သူတို့ယုံကြည်ရတဲ့ အုတ်ထိန်တဲ့သူတရားရောက်စီကိုရင်ဖွင့်လာအောင်လုပ်ပေးဖို့လမ်းကြောင်းပေးဖို့ပြောပြနေခြင်းဖြစ်တယ်ဗောနော်အဲ့လိုမျိုးသူတို့စိတ်ထဲမှာရှိတဲ့ခံစားမှုတွေကိုအပွင့်လင်းလင်းပြောလာစေဖို့အတွက်ဒါပြောဆိုခွင့်ပေးပေးဖို့လည်းလိုအပ်တယ်ဗောနော်ဒီလိုမေးမြန်းလိုက်ခြင်းအားဖြင့်ကလေးတွေရဲ့ခံစားချက်ကိုအတိမတ်ပြုရာရောက်ပြီးတော့ဒီငလင်ကြောင့်ခံစားနေရတဲ့ကြောက်ရွံ့တာကိုအတိုင်းအတာတစ်ခုထိရော့ပါသွားစေနိုင်တယ်ဗောနော်နံပါတ်3အနေနဲ့သူတို့ကိုလုံခြုံတဲ့ခံစားချက်လေးပေးဖို့လိုတယ် ငလင်ဖြစ်ပြီးရဲ့နောက်ပိုင်းမှာကလေးတွေကနောက်ထပ်ငလင်တွေများလှုပ်လာအောင်မလားဆိုပြီးတော့မိဘဒါမှမဟုတ်အုတ်ထိန်တဲ့သူကိုမကြာခဏမေးမေးနေတာမျိုးတွေရှိတယ်အဲ့တော့ကိုကကလေးကိုပြောဆိုပေးရမယ်နှင့်တိတ်ပေးရမှာပေါ့နော်ကိုကသူ့အတွက်အငြင်းတန်းရှိနေတယ်သူ့ကိုကာဝယ်ပေးမဲ့သူတယောက်ဖြစ်တယ်ဆိုတာကိုလည်းကလေးကိုပြောပေးရမယ်ကလေးအတွက်လုံခြုံမှုအပြည့်အဝအာမခံပေးရမှာပေါ့နော်အဲ့တော့ဒီနေရာမှာကိုကိုနိုင်တာအာမမခံနိုင်တာကလေးအတွက်ဘယ်လိုအာမခံနိုင် မှလဲဆိုတဲ့မေခွန်းတော့ရှိလာနိုင်တယ်ဒါပေမဲ့ကလေးကိုနှင်းတိတ်ပြီးတော့အားပေးတဲ့အချိန်မှာကိုကကလေးအတွက်အပြေအဝကာဝယ်ပေးမယ်ဆိုပြီးတော့သူတို့ကိုနှစ်တိတ်ပြောဆိုပေးတာကကလေးအတွက်ပို့ပြီးတော့ပေါင်းပါလိမ့်မယ်။နံပါတ်၄ကလည်းအရေးကြီးတယ်။ဒီပုံမှန်ဘဝကိုနေထိုင်မှုကိုမြန်နိုင်မြမြန်အောင်ပြန်လည်ထူထောင်ပေးဖို့လိုတယ်။ကလေးတွေကပုံမှန်ဆိုရင်စားတင်မယ်၊ကစားမယ်၊အိပ်မယ်၊စားမယ်။ဒါကသူတို့အတွက်ပုံမှန်နေတဲ့သူကအလုပ်ပေါ့နော်။ အဲ့ဓာ၄ကိုပြန်ပြီးတော့ပုံမှန်အတိုင်းဖြစ်အောင်စတင်ပေးမယ်ဆိုရင်ဒီကလေးတွေရဲ့လုံခြုံတဲ့ခံစားချက်ကပြန်ပြီးတော့ရလာနိုင်မယ်ပေါ့နော် ကလေးတွေကိုပုံမှန်အတိုင်းပြန်ဖြစ်အောင်လုပ်ပေးတာက စိတ်ပိုင်းဆိုင်ရာတာကွယ်မှုတစ်ခုအနေနဲ့လည်းမှတ်ယူနိုင်တယ်။နံပါတ်5အနေနဲ့ကျန်းမာရေးပြဿနာတွေကိုလည်းဖြေရှင်းဖို့လိုတယ်။ကျွန်တော်ဒီဗီဒီယိုမှာပြောတာကစိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အဓိကထားပြောရဲဆိုပေမဲ့ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာကလည်းစိတ်ကျမ်းမာရေးပေါ်မှာတွားပြီးတော့တန်ရောက်မှုတွေရှိနိုင်တယ်ပေါ့နော်။ဒါကြောင့်မလို့ကလေးတွေကထိခိုက်တန်ရာရတာရှိတယ်ဆိုရင်တို့တို့တရားကုဝေးဖို့လိုတယ်။ပြီးရင်အခုလိုမျိုးကာလမှာဆိုရင်ဒါအစာအသောက်တွေရည်တွေကိုလည်းတတိထားဖို့လိုတယ်။တန့်ရှင်ဖို့လိုတယ်။ဝမ်းပြန်ဝမ်းလျှော်ယောဂါတွေဒါခြင်အားတဆင့်ကူးဆက်တဲ့ယောဂါတွေဒါမျိုးတွေကဖြစ်ပွားလာတာများတဲ့အတွက်ကြောင့်မလို့ဒီဟာနဲ့ပတ်သက်တဲ့ဒီကူးဆက်ယောဂါတွေနဲ့ပတ်သက်တဲ့ကျန်းမာရေးကိုလည်းတတိထားဖို့လိုတယ်။ အခုအချိန်မှာအတက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေကလည်းဖြစ်တာများတဲ့အတွက်ကြောင့်မလို့ကြိုတင်ကာကွယ်ဖို့လည်းလိုတယ်နော်ကလေးတွေရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကိုလည်းဖြေရှင်းပေးဖို့လိုပါတယ်နံပါတ်6ကတော့ PTSD လက္ခဏာတွေကိုတိပါလို့လဲဒါတချို့တွေကတော့မတိဘူးပေါ့နော် PTSD ဆိုတာက ငလင်လိုမျိုးရုတ်တရက်ကပ်ဘေးကြီးတစ်ခုခုကျုံတဲ့အခါကိုတက်တက်လုံးနေခဲ့တဲ့အိမ်ပေါ့နော်ကိုကြီးပြင်းခဲ့တဲ့အိမ်ကရုတ်တရက်ပြိုကျပြက်စီးသွားတယ်ဒါမှမဟုတ်လေကိုမီတာစုဝင်တယောက်ယောက်ကစုံပါသွားတယ်မတွေ့ရတော့ဘူး ဒီလိုမျိုးအခြေအနေတွေဖြစ်လာတဲ့နောက်ပိုင်းမှာကလေးတွေရဲ့စိတ်ထဲမှာဒဏ်ရာရောက်လာတတ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်က post traumatic stress disorder ပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးငလျင်အဖြစ်အပျက်ဖြစ်ပြီးတော့ဒါ၄50ရက်လောက်ကတော့ခံစားရတယ်ပြီးတော့စူးစမ်းပြီးတော့ပုံမှန်ဘဝကိုပြန်ပြီးတော့စတင်ရတယ်ဒါပေမဲ့ PTSD လိုမျိုးစိတ်ရောဂါရွာတဲ့အခါကျတော့ရက်ပိုင်းနဲ့မဟုတ်တော့ဘဲနဲ့လလနဲ့ချီပြီးတော့ဗောနော်အိမ်မက်ဆိုရီမက်မယ်ငလျင်အချောင်းကိုခဏခဏပြောနေမယ် အတိတ်မှာရှိတဲ့မြင်ကွင်းတွေပေါ့နော်ဒီလိုမျိုးငလင်တန်ခံရခဲ့ရတဲ့ဟာတွေကိုပြန်ပြီးတော့မြင်ရောင်းနေမယ်စိတ်ပြတ်မယ်အားငယ်မယ်စိတ်ဆိုးဒေါသထွက်လွယ်မယ်အာယုံစုစိုက်တာခတ်မယ်ကြောင်းစာတွေလည်းကောကောမလိုက်နိုင်တော့ဘူးဒါလိုမျိုးကလည်းလာနေချီပြီးဖြစ်လာပြီဆိုရင်တော့ကျွမ်းကျင်တဲ့ဆရာဝန်တွေဒါကျွမ်းကျင်တဲ့စိတ်ပညာရှင်တွေနဲ့တရားတိုင်ပင်ဖို့လိုပါတယ်เนาะဒါ PTSD ရဲ့လက္ခဏာတွေကိုလည်းမိဘအုပ်ထိန်သူတယောက်အနေနဲ့တိထားဖို့လိုပါတယ်နမခွန်ကကလေးအတွက်ပျော်ရွှင်စရာတွေအပန်းပြေစရာတွေကို ဖန်တီးပေးဖို့လိုတယ်ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ဒါနေ့စဉ်ပုံမှန်လုပ်ငန်းစဉ်လေးစတင်ပြီးတဲ့အခါကျရင်ရန်ဖန်ရန်ခါပေါ့နော်တခါလေကျရင်ကလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်လေးစော့ပေးတာမျိုးတွေလုံဆောင်ပေးရမယ်ဒါကလေးတွေရဲ့စိတ်ပီစီမှုတွေကိုလည်းတတ်တာစီတယ်ပေါ့နော်အဲ့တော့ဂိမ်းကစားတာတွေပုံဆွဲတာတွေဇက်လန်ပြောပြတာတွေဒါလေးတွေကကလေးတွေရဲ့စိတ်ပီစီမှုကိုလျှော့ပါစီတယ်ကလေးတွေရဲ့စိတ်ကြမ်းမာရေးအတွက်လည်းအထောက်အကူတွေအများကြီးဖြစ်စေတယ်ပေါ့နော်။အဲ့တော့သူတို့ခံစားချက်တွေကိုလည်းကစားနေရင်ဖော်ထုတ်နိုင်ပြီးတော့စိတ်ဖြစ်စီမှုတွေအများကြီးလျော့ရနိုင်တယ်ပေါ့နော်။ ဒါကလည်းအရေးကြီးတဲ့အထင်မှာပါတယ်ဒါကလည်းကလေးတယောက်ရဲ့စိတ်ကြမ်းမှရေးအတွက်အရေးကြီးတဲ့အထင်မှာပါပါတယ်နောက်နံပါတ်၈ကမိဘကိုယ်တိုင်လည်းကြမ်းမှဖို့လို့တယ်ဒီနေရာမှာစိတ်မကောင်းစွာနဲ့တချို့မိဘတွေကငလင်တဲ့ပါဝါခဲ့တယ်ရှိအောင်တော့အုတ်ထိန်သူကိုယ်တိုင်ကကြမ်းမှမှနေဖို့လိုပါတယ်ကိုယ်တိုင်ကလည်းစိတ်ဖိစီးမှုတွေအများများနေမယ်ကလေးကိုလည်းကောက်ကောင်းလေးမထိန်ထိန်ပေးနိုင်ဘူးဆိုရင်ကလေးလေးစီမှာလည်းစိတ်ဒဏ်ရာတွေကပို့ပြီးတော့ကြီးဝါတတ်တယ်ကလေးတွေရဲ့စိတ်ကြမ်းမှရေးကပို့ပြီးတော့ဆိုးဝါတတ်တယ်အဲ့တော့မိဘအုတ်ထိန်သူဖက်မှလည်းရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောကြမ်းမှရေးက လိုအပ်တာတွေရှိတယ်ဆိုရင်အကူအညီရယူတဲ့နဲ့ဒါယောဂရှိတယ်ဆိုရင်လည်းတခြားလေးကုပါမိဘအုပ်ထိန်သူဖက်မှာစိတ်ကြမ်းမရင်းနဲ့ဆိုင်တဲ့ပြဿနာတွေရှိတယ်ဆိုရင်လည်းလိုအပ်တယ်ဆိုရင်ဒါစိတ်ကြမ်းမရင်းပညာရှင်တွေနဲ့တခြားလေးတိုင်ပင်ဖို့လိုပါတယ်ပေါ့နော်။နောက်နံပါတ်9ကဘေးအန္တရာယ်တွေကြိုတင်ကာကွယ်ပေးဖို့အတွက်ကလေးတွေကိုလေ့ကျင့်ပေးတာပေါ့နော်။အဲ့တော့ငလင်ထက်လောက်လာတဲ့ခါကျရင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာပေါ့နော်။ကျောင်းမှာငလင်လှုပ်ခဲ့တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲ။အိမ်မှာငလင်လှုပ်ခဲ့တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲ။ဒါတွေကိုလည်းကလေးစိတ် အေးွားတဲ့အချိန်မှာလေ့ကျင့်ပြီးထားတာပိုကောင်းတယ်။ဒီလိုလုပ်ချင်အားဖြင့်လည်းကလေးကစိတ်ပီစီးမှုတွေအများကြီးလျော့ပါသွားစေနိုင်တယ်ပေါ့နော်။အကယ်၍များငလင်ထက်လုတ်ခဲ့တယ်ပေါ့နော်။ဘေးအန္တရာယ်ကပ်ဆိုးကြီးတစ်ခုခုရှိခဲ့တဲ့ဆိုရင်ကလေးတွေကိုမှတ်မိနေအောင်ဖုန်းနံပါတ်လေးတွေပြောပြထားဖို့လိုတယ်။ကလေးနဲ့ပြန်ပြီးတော့တွေ့ဆုံရမယ့်စုံမှတ်လေးကိုပေါ့နော်။ကြိုတင်ပြီးတော့တက်မှတ်ပြီးတော့ပြောထားဖို့လိုတယ်။အဲ့တော့ဒီမှာပုံထဲမှာဒါလေးကိုနည်းနည်းလေးထပ်ပြောချင်တာကငလင်လုတ်လာပြီဆိုရင်ပေါ့နော်။ကိုကလုံအောင်အထက်မြင့်တိုက်ကိုရောက်နေတယ်။ အောက်ကိုလည်းပြေးစင်းဖို့မလွယ်ဘူး။ကွင်းမြင့်ထဲကိုအလွယ်တကူချက်ချင်းမြောင်းနိုင်တဲ့နေရာမှာငလင်လှုပ်နေတယ်ဆိုရင်ရုတ်တရက်ဖြစ်လာတဲ့အတွက်ကြောင့်မလို့ထပြေးဖို့ကလည်းတော်တော်လေးကိုမလွယ်တဲ့ကိစ္စပါနော်။အဲ့လိုမျိုးအခြေအနေဆိုရင်ကျွန်တော်တို့က အရန်ကိုခိုင်ခန့်တဲ့ဟိုမမချချာရှိတဲ့ဇပွဲခုံအောင်မှာနေတာမျိုးဂရင်အောင်မှာဝင်နေတာမျိုးကအပေါ်ကနေပစ္စည်းတွေကျလာတာမျိုးကာကွယ်နိုင်တယ်ပေါ့နော်ဒီနေရာမှာတချို့တွေပြောကြတာကအဆောက်အဦကြီးတစ်ခုလုံးပြိုသွားတယ်ဆိုရင်ဒီဇပွဲခုံပေါ်ကျလာမဲ့အရာတွေကထိခိုက်မိမှာပေါ့ဆိုတဲ့ပြဿနာပေါ့နော်အဲ့ကျွန်တော်တို့ဒီငလင်ပြင်းအားကခွန်အထက်ရှစ်အထက်ဆိုရင်တော့ကျွန်တော်တို့တတ်နိုင်တာအရန်များများဆဆာတော့ရှိမှာမဟုတ်ဘူးမြေပြင်နဲ့နီးတယ်ဆိုရင်တော့ချက်ချင်းထွက်ပြီးဘူးလွယ်တယ်ဆိုပေမဲ့ အထက်မြင့်တိုက်တွေမှာရောင်းနေရဆိုရင်တော့ခုံချပြီးထွက်ပြေးဖို့ဆိုတာတော်တော်လေးကိုမလွယ်တဲ့ကိစ္စပါအထက်မြင့်တိုက်အမြင့်ကိုရောင်းနေတဲ့အချိန်မှာလှေကားကနေပြေးဆင်းနေဆိုရင်လည်းပဲလှေကားပြိုကျတာကနေပြီးတော့အရန်ကိုကြီးကြီးမားထိကိုက်ဒွားနိုင်ချေကလည်းရှိနေနိုင်နေတယ်ပေါ့နော်အဲ့တော့ငလင်ပြားအရန်ပြင်းနေဆိုရင်တော့ဘလို့မှမလွယ်ဘူးငကိုကလေးကဒီအဆောက်အဦကငလင်တန်ခံနိုင်ဖို့လိုတယ်ပေါ့နော်အဲ့လိုမှမဟုတ်ပဲနဲ့ပေါ့နော်ငလင်ပြင်းအားက၅ရို6ရို6လောက်ပဲရှိတယ်ဆိုရင်တော့ကျွန်တော်တို့က ဒီလိုမျိုးအခြေအနေမှာစပွဲခုံအောင်ဝင်နေတာမျိုးကတင်အောင်ဝင်နေတာမျိုးကပို့ပြီးတော့ safe ဖြစ်ပါလိမ့်မယ်ငလင်ပြားတော့ကျွန်တော်တို့တိုင်းတာဖို့တော့မလွယ်ဘူးပေါ့လေဒါပေမဲ့ပြေးဖို့မလွတ်တဲ့နေရာမှာဆိုရင်တော့လွတ်နိုင်တဲ့ပမာဏလောက်ထိရတော့အဆင်ပြေနိုင်မယ်လို့တော့ယူဆရတယ်ပေါ့နော်ငလင်ပြားအရန်ပြင်းနေဆိုတော့ကျွန်တော်တို့လည်းဘာမှမတတ်နိုင်ဘူးပေါ့နော်အဓိကတော့ငလင်ပြီးတဲ့အချိန်မှာကယ်ဆယ်ရေးတွေအချိန်မီရောက်လာဖို့ကယ်ဆယ်ရေးတွေကိုယ်တိုင်ကလည်း ျက်စီကိရိယာဆုံးအဆုံးအညီရှိဖို့ဒါတွေကလည်းစကားပြောရည်ရယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့လုံနိုင်တာဟုတ်တော့လုတ်ထားရတော့မှာပေါ့နော်။အဲ့တော့ကလေးတွေကိုဒါငလင်ဖြစ်လာတဲ့အခါကျရင်ဘယ်လိုလုပ်ရမလဲဆိုတာတင်ထားပေးပါ။ပြီးရင်ဖုန်းနံပါတ်တွေစုံမှတ်နေရာတွေကိုလည်းကလေးတွေကိုကျွတ်တင်တက်မှတ်ပြီးတော့ပြောပြထားပေးပါ။ဒါမျိုးတွေကအတိုင်းတာတစ်ခုတည်းတော့ကလေးတွေအတွက်စိတ်တိုက်တာရရစီနိုင်နေပေါ့နော်။နောက်နံပါတ်30အခါကျတော့ကျွမ်းကျင်တဲ့သူတွေထံကနေပြီးတော့အကူအညီယူပေါ့နော်။ တော့ကျွန်တော်ခုနကပြောခဲ့တယ်လို့ PTSD လိုမျိုးယောဂဖြစ်လာပြီဆိုရင်ကလေးတွေကိုစိတ်ကြမ်းမရေးဆရာဝန်နဲ့ဖြစ်ဖြစ် ပြဖို့လိုတယ်ပေါ့နော် PTSD မဟုတ်ဘဲနဲ့တခြားဆိုရင်ဇာတိအရန်များတာကလေးကအရန်ကြောင်ငိုယူနေတာအိတ်လို့မရတာလာနေချီပြီးကြလာပြီဆိုရင်လည်းကျွန်တော်တို့ကဆရာဝန်နဲ့ ဒါမှလည်းစိတ်ပညာရှင်တွေနဲ့ပြဖို့လိုအပ်ပါတယ်။ဆရာဝန်ထဲမှာမှဒီစိတ်ကြမ်းမကြီးနဲ့ဆိုင်တဲ့ဆရာဝန်တွေကိုပြတာပို့ပြီးတော့ထိရောက်မှုရှိပါတော့ဗောနော်။အဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တာကမိဘအုပ်ထိန်သူတယောက်အနေနဲ့မှတ်ထားရမှာကနံပါတ်1အချက်ကကလေးငယ်တွေရဲ့ပုံမှန်ဖြစ်လာနိုင်တဲ့တုံ့ပြန်မှုလေးတွေကိုနားလည်ထားပေးဖို့လိုပါတယ်။နံပါတ်2အနေနဲ့ကလေးတွေရဲ့ယင်ထဲမှာဖြစ်နေတဲ့ စိတ်ခံစားမှုတွေကိုပုတ်ပွင့်လလင်းပြောဆိုခွင့်ပေးဖို့လိုတယ်။အရန်ကြီးလည်းဖိအားတော့မပေးပါနဲ့။နမတုံကတော့ကလေးတွေကိုလုံခြုံတဲ့ခံစားချက်ပေးဖို့လိုပါတယ်။နမလီကတော့ကလေးတယောက်အတွက်ပုံမှန်ဘဝပေါ့နော်။ပြန်ညံနိုင်နေမြမြမြန်ပြန်စနိုင်အောင်ကိုဖက်ကစူးစမ်းပေးဖို့လိုပါတယ်။နမ၅ကတော့ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကိုလည်းဖြေရှင်းပေးဖို့လိုပါတယ်။နမ၆ကတော့စိတ် ယောဂတစ်ခုဖြစ်တဲ့ဒီ PTSD ယောဂလက္ခဏာတွေကိုလည်းသိရှိထားဖို့လိုပါတယ်။နောက်နံပါတ်ခွန်ကတော့ကလေးတွေကိုဒါကစားကုန်းနေလိုက်ပို့တာဒါမှမဟုတ်လည်းကလေးတွေနဲ့အတူတူဆော့ပေးတာဒါမျိုးတွေလည်းလုပ်ပေးဖို့လိုပါတယ်။ကလေးတွေကိုပျော်ပျော်ရွှင်ရွှင်လေးပြန်ဖြစ်လာအောင်လုပ်ပေးဖို့လိုပါတယ်။ဒါမှပဲအတူတူရဲ့စိတ်ကြမ်းမာရေးတက်တာမှာပါ။နံပါတ်၈ကမိဘအတို့မဟုတ်အုတ်ထိန်သူကိုယ်တိုင်ကဒါစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအကျမ်းမာနေဖို့လိုပါတယ်။နံပါတ်၉ကဒီလိုမျိုးဘေးအန္တရာယ်တစ်ခုခုထပ်ဖြစ်လာတဲ့အခါကျရင်ကလေးတွေကိုဘယ်လိုမျိုးရှောင်ရှားရမလဲ။ဘယ်လိုမျိုး စီစဉ်ရမလဲဆိုတာကိုလေ့ကျင့်ပေးဖို့လိုပါတယ်။နံပါတ်30ကတော့ကျွမ်းကျင်တဲ့သူတွေစီကနေပြီးတော့အကူအညီယူဖို့လိုပါတယ်။အကယ်၍လတော်တော်ကြာတဲ့အထိစိတ်ကြမ်းမရေးကမကောင်းလာဘူးမတိုးတက်လာဘူးဆိုရင်ဒါကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့အကူအညီယူဖို့မမေ့ပါနဲ့။ အကူအညီယူရမှာလဲမရှက်ပါနဲ့ငလင်ဖြစ်ပေါ်ပြီးရဲ့နောက်ပိုင်းမှာကလေးတွေရဲ့စိတ်ချမ်းသာရေးကတော်တော်လေးကိုအရေးကြီးတဲ့နေရာမှာပါပါတယ်ကျွန်တော်တို့အများစုကရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပဲအာရုံစိုက်နေကြတာများတယ်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းသွားပြီဆိုရင်ကလေးတယောက်နေကောင်းပြီဆိုပြီးတော့ပဲထင်နေချက်တတ်ကြတာပေါ့နော်တကယ်တကယ်တမ်းကတော့ကလေးရဲ့စိတ်ချမ်းသာရေးကိုလည်းကျွန်တော်တို့မမေ့တက်ပါဘူးအကယ်၍မိဘအနေနဲ့နိုင်ငံရဲ့အခြားမှာရောက်နေတယ်ဆိုရင်လည်းပဲကလေးရဲ့အုတ်ထင်းသူကို ဒီကျွန်တော်ပြောတဲ့အကြောင်းအရာတွေကိုတင်ပြထားပေးဖို့လိုပါတယ်အရေးကြီးတဲ့အချက်အနေနဲ့ကလေးတွေရဲ့ပြန်လည်ထူထောင်နိုင်စွမ်းပေါ့နော် resilient လေးပြန်တက်လာဖို့အတွက်ဆိုရင်တူတို့ရဲ့ခံစားချက်ကိုမိဘဒါမှမဟုတ်လည်းအုတ်ထိန်သူကနေပြီးတော့အတိမတ်ပြုဖို့လိုတယ်တူတို့တွေခံစားချက်တွေကိုရင်ဖွင့်လာပြီးဆိုရင်လည်းစိတ်ရှိလက်ရှိလေးနဲ့နားထောင်ပေးဖို့လိုပါတယ်အချုပ်ပြောရမယ်ဆိုရင်ဒီငလင်ဖြစ်လာပြီးဆိုရင်ကလေးတွေရဲ့တယောက်နဲ့တယောက်စိတ်ချမ်းမရင်းနဲ့ဆိုင်တာတုံ့ပြန်မှုပေါ့နော်စိတ်စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုကတယောက်နဲ့တယောက်တူမှာမဟုတ်ပါဘူး အဲ့လိုမျိုးမတူပွဲပြားတာတွေကိုလည်းကျွန်တော်တို့နားလည်ထားဖို့လိုပါတယ်အကယ်၍လားနဲ့ချီပြီးတော့ကြာလာတယ်ဆိုရင်တော့စိတ်ကြမ်းမရေးဆရာဝန်တွေစိတ်ကြမ်းမရေးပညာရှင်တွေစီကိုအခုကြီးတောင်းဖို့လည်းလုံးဝမမေ့ပါနဲ့အဲ့တော့ဗီဒီယိုဒီမှာပဲအဆုံးတက်ပေးပါမယ်ကျွန်တော်ဆက်ပြီးတော့စေဝါဝုဒ္ဓရာတွေကျမ်းမရေးဝုဒ္ဓရာတွေကိုမျှဝေပြီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ channel ကိုလည်း like and subscribe လုပ်ထားနိုင်ပါတယ်ကျေးဇူးတင်ပါတယ်အဆက်ဆက်ရရအဆင်ပြေပါစေကိုကျမ်းမရေးရောစိတ်ကြမ်းမရေးရောအမြန်ပြန်ကောင်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ